စိတ်ဆိုတာကိုယ်ခန္ဓာမှာရှိတဲ့ကြွက်သားတွေလိုပါပဲသူ့ကို practice လုပ်ပေးရဲအလေးအကျင့်လုပ်ပေးရဲဆိုလို့ရှိရင်အဲ့လိုမျိုးအလေးအကျင့်လုပ်ပေးရဲနေရာပို့ပြီးတော့တန်ဆွမ်းလာတတ်ပါတယ်ဥမာအပြင်ကျမတို့စိတ်ထဲမှာကောင်းတဲ့အကြောင်းတွေကိုခဏခဏတွေးရဲဆိုလို့ရှိရင်ကောင်းတာတွေးရဲဘက်မှာစိတ်ကအာသာလာတတ်တယ်အဲဒါပေမဲ့ဆိုးတဲ့အကြောင်းတွေကိုပဲခဏခဏတွေးရဲဆိုလို့ရှိရင်ဆိုးတဲ့ဘက်မှာကျမတို့ရဲ့စိတ်ကတွေးတော့တဲ့နေရာမှာပို့ပြီးတော့အာသာလာတတ်တယ် မင်္ဂလာပါကျမမွန်ဟောစီပါစာရေးသူတယောက်ဖြစ်ပါတယ် public speaker တယောက်ဖြစ်ပါတယ် ဒီနေ့ကကျွန်မမိတ်ဆွေတယောက်နဲ့စကားပြောမိရယ်အဲ့တော့သူနဲ့ဘာကြောင်းပြောမိလဲဆိုလို့ရှင်ကျွန်မအရင်တုန်းက art တွေလုပ်တယ်ပေါ့နော်ဒီ installation နဲ့ပတ်သက်တဲ့ art တွေလုပ်တယ် recycle art တွေလုပ်တယ်အဲ့ခါကျတော့ကျွန်မဘယ်အမှိုက်မှကျွန်မလှုပ်ပြလို့မရဘူးပေါ့နော်သူနဲ့အဲ့အကြောင်းပြောဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီ plastic ဘူးခွန်လေးတွေကျွတ်ကျွတ်အိတ်ကလေးတွေဘာလေးတွေပဲဖြစ်ဖြစ်ပေါ့နော်သူများလှုပ်ပြမယ်ဆိုတဲ့ပစ္စည်းတွေအကုန်လုံးကကျွန်မအတွက်ကတုံပြန်ပြီးတော့အသုံးချလို့ရတယ်တခုခုဖန်တီးလို့ရတယ် creation တခုဖန်တီးလို့ရတယ်အရာမျိုးဖြစ်နေတတ်တယ်ပေါ့နော် ဆိုတော့ကျွန်တော်တို့အဲ့ဒီအကြောင်းကိုပြောပြတယ်ကျွန်မဆိုလို့ရှိရင်ဒီကျွန်မရဲ့ဒီ solo art exhibition တွေပေါ့နော်အဓိကတော့ကျွန်မဒီ installation နဲ့ပတ်သက်တဲ့ installation art ပေါ့နော်ဒါတွေကိုကျွန်မလုပ်တယ်ရေသံဘူးတွေနော်ဂျိုဂျို8တွေအစရှိပြင်ပေါ့နော်အပိုင်းအစတွေတရင်စာဆက်ကူတွေနော်အဲ့ဒါမျိုးတွေလည်းကျွန်မအများကြီးပဲ art show တွေလုပ်ခဲ့တယ်3-4နှစ်လောက်ဇက်တိုက်ကျွန်မလုပ်ခဲ့လုပ်ခဲ့တော့ကျွန်မပြောရတယ်သူ့ကိုဘာပြောလဲဆိုတော့ မားလို့အဲ့တုန်းကလို့လုတ်ခဲ့အအတီလုတ်ခဲ့ဆိုတာကအိမ်မက်တခုလို့တော့မှဖြစ်တယ်လို့နော်ဘာလို့လဲဆိုတော့ဟာဓာတ်ပုံတွေပြင်ကြည့်အောင်ငါဒါရီလုတ်ခဲ့ဘူးတယ်ပေါ့နော်ငါဒါရီလုတ်တဲ့ခဲ့ပါလားဆိုတာလို့ဖြစ်တယ်ဒါမျိုးပြန်စဉ်းစားမိရယ်ဆိုတာလို့ကျမတို့ပြောပြကြတယ်ဘာလို့သွားတွေးမိတယ်ဆိုတဲ့အခါကျတော့အဲ့လိုမျိုးအတီလုံနေတဲ့အချိန်မှာဘာလဲဆိုအရာရာကိုကဘာကိုဖန်တီးလို့ရမလဲဘယ်လိုပုံစံလေးလုပ်လို့ရမလဲเนาะဒါတွေကိုပဲကိုလိုက်ပြီးတော့ စဉ်းစားတယ်အဲ့ဒါကိုပဲတွေးတော့တယ်ပြီးတော့ကိုယ်စိတ်ကိုယ့်လက်ထင်မှာအရာရာကပစ္စည်းတစ်ခုခုတော့ဖြစ်သွားတာကြီးပဲပေါ့နော်ဟိုဘွားကျွတ်ကျွတ်အိတ်ကလေးဆိုလို့ရှိရင်ဒါရေပွဲကောင်လေးဖြစ်သွားတယ်နော်ဟိုပလတ်စတစ်ရေတံပူးတွေကလည်းနော်ပန်းပွင့်လေးဖြစ်သွားတယ်အဆရှိသဖြင့်ပေါ့အဲ့တော့ ဘာလို့သွားတွေ့လဲဆိုတော့အဲ့ဒီအချိန်မှာကိုကကို focus လုပ်ထားတဲ့ဟာတကူကဘာဖြစ်နေလဲဆိုလို့ရှိရင်အဲ့ဒီ art တွေလုပ်မယ်ဆိုတော့ဖန်တီးမှုတစ်ခုပေါ့နော်အဲ့ဒီဖန်တီးမှုတစ်ခုပေါ်မှာကိုကအာယုံစိုက်ထားတယ် focus လုပ်ထားတယ်အဲ့လို focus လုပ်ထားတဲ့အတွက်ကြောင့်ကိုတွေးသမျှလည်းဘာဖြစ်လဲဆိုတော့အဲ့ဒီအကြောင်းကြီးပဲဖြစ်တယ်ပြီးတော့ကိုလိုက်ရှာနေတာကလည်းကိုလိုက်ရှာနေရယ် live ဖန်နေရယ် live ကြည့်နေရယ်နော် website တွေနော်အဲ့ဒီတော့ကကျမတို့ဟိုတိတ်မရှိသေးဘူးနော်2018 ဆိုကိုအဲ့အဲ့တုန်းကဆိုလို့ရှိရင်ကျမတို့စီမှာ TikTok တွေပါဆိုလည်းမရှိသေးဘူး Pinterest တွေပါဆိုတော့လည်းသိတွင်နေကြခြင်းမသုံးကြသေးဘူးကျမလည်း Pinterest တကားမှမကြည့်ဘူးကျမကြည့်ဘူးလားဆိုကျမ Google ကြည့်ရဲအဲ့ဒါပဲပေါ့နော်ကျမတို့အဲ့အချိန်ကတော့ Google ကအများဆုံးကြည့်ကြတာပဲလေအဲ့ရပုံလေးတွေကြည့်ရဲ session တွေပေါ့နော် live လုပ်ကြည့်ရဲဗီဒီယိုလေးတွေကြည့်ရဲเนาะအဲ့လိုမျိုးလေး live လုပ်ကြအဲ့တော့ကိုကတစ်ခုခုကိုသွားပြီး focus လုပ်ထားတယ်ဆိုလို့ရှိရင်ဘာဖြစ်လဲဆိုတော့ အဲ့ဒီဟာကိုပဲကိုကလိုက်ရှာတတ်တယ်ပြီးတော့အဲ့ဒါကိုပဲကိုအမြဲတမ်းလိုက်တွေးတယ်ပြီးတော့လိုက်လှုပ်တယ်เนาะအဲ့လိုမျိုးအဲ့တော့ဘာလို့သွားတွေးလဲဆိုအုံနောက်ရဲ့ အားတာလာတဲ့အပိုင်းတစ်ခုပေါ့နော်အဲ့ဒါလေးကိုသွားပြီးတွေ့ရအဲ့တော့ကျမလည်းလိုက်ပြီးတော့ဆက်ဆက်ပြီးတော့စဉ်းစားမိပေါ့ကျမမိတ်ဆွေတင်ငယ်ချင်းတွေရဲ့မှာအဲ့လိုအမှုပညာဖန်တီးရဲ့သူတွေရှိရဲ့နော်တချင်းလုပ်တဲ့သူတွေရှိရဲ့အစရှိတဲ့ပြေပေါ့နော်အဲ့တော့သူတို့ဆိုလို့ရှိရင်လည်းဒီလိုမျိုးပဲပကြီးဆရာဆိုလို့ရှိရင်လည်းဘာဖြစ်လဲဆိုသူကပကြီးပဲဆွဲကျင်တယ်နော်ကျမတင်ငယ်ချင်းပကြီးဆရာတွေရှိရဲ့သူတို့ရဲ့ social media page တွေကြည့်လိုက်တယ်ဆိုလို့ရှိရင်သူတို့တင်ထားတာတွေမှန်သမျှအရင်ပကြီးဆန်တယ်ဥမာထားလိုက်ပါတော့စပွဲပေါ်မှာနော်ဈေးကနေပြီးတော့ မုတ်စိမ်းပေါင်းလေးဝယ်လာတယ်ကျွတ်ကျွတ်အိတ်ကလေးနဲ့အဲ့ဒါလေးကိုအဲစပွဲပေါ်မှာတင်ထားတယ်ဆိုတာကပဲဒါပေမဲ့သူဓာတ်ပုံရိုက်ပြလိုက်တယ်သူ့အမြင်သူ့ရှုထောင့်နဲ့ကြည့်လို့ရှင်အဲ့ဒါလေးကအရင်ကပကြီးစံနေတယ် နော်ခုနပြောမုံစိမ်းပေါင်းလေးကိုကျွတ်ကျွတ်အိတ်ကလေးနဲ့အဲချထားတာပဲစပွဲလေးကလည်းနေအောင်လေးကအဲဝင်နေရယ်နော်ဗီးဘောက်ကနေအောင်လေးကလည်းဝင်နေရယ်စပွဲပေါ်မှာအဲ့ဒီအိတ်ကလေးကိုအယောင်လေးထိုးနေအဆရှိနေပြီပေါ့နော်အဲ့တော့သူတို့မြင်တတ်တဲ့မျက်စိနော်မြင်တတ်တဲ့ရှူတောင်းအဲ့ဓာတွေကြည့်သူတို့အဲဆိုရှယ်မီဒီယာ page တွေကိုကြည့်လို့ချင်းအကုန်လုံးသူတို့တင်ပြတဲ့အရာမှန်သမျှဒီအဲ့လိုမျိုးပကြီးဆန်နေတာမျိုးတွေ့ရတယ်နော်အဲအဲ့လိုမျိုးအဲ့ဓာလေးကိုကျွန်မသွားပြောတွေ့ကျွန်မအခုနောက်ပိုင်းမှာ အဲဘာလေးလို့ဖြစ်လဲဆိုကျွန်မကဗျာလေးရေးပြတယ်အင်္ဂလိပ်လိုကဗျာလေးရေးပြတယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်မเออအင်္ဂလိပ်လိုကြပြရေးတာကလေကျွန်မ9 10တန်းပေါ့เนาะ10တန်း9 10တန်းလောက်မှာကျွန်မအဲ့လို အတန်တူတဲ့ rhyming words လေးပေါ့အဲ့ဒါလေးကြီးကျမလိုက်ရှာပြီးကျမရေးပြီးတော့နောက်ပိုင်းမှာကျမလုံးဝမရေးဖြစ်ဘူးအဲ့ဒီတော့ကရေးတာကလည်းကျမထင်ပါတယ်ဟိုရေးဘူးတယ်ဆိုလို့ချင်းကျမ50ပုံပေါ့နော်အဲ့လောက်ပဲရှိတယ်ဒါပေမဲ့အဲ့ဒီတော့ကတော့လေအဲ့လိုဟိုအတန်တူတဲ့စာလုံးလေးကိုလိုက်ရှာပြီးတော့ရေးရတာသဘောကျတဲ့အတွက်ကြောင့်မို့ရေးဖြစ်တယ်ပေါ့နော်အဲ့ဒီတော့တော့အချစ်ကပြားလေးအစချစ်သမီးရေးဖြစ်တယ်အဲ့တော့ကြာလာပြီကျမကိုကျမလည်းဟိုမေ့သွားပြီအဲ့လိုမျိုးရေးတဲ့ဟာကိုလေဒါပေမဲ့အခုနောက်ပိုင်းမှာ ဘာဖြစ်လို့2025နှစ်ရဲ့နောက်ပိုင်းလာတယ်ပေါ့နော်အဲ့ဒီမှာကျမဘာတွေပြန်ရေးဖြစ်တယ်ဆိုအဲ့လိုအင်္ဂလိပ်လိုကြပါလေးကျမပြန်ပြီးတော့ရေးဖြစ်တယ်အဲ့တော့ဘာလဲဆိုငငယ်တုန်းကအဲရေးခဲ့တဲ့ခံစားမှုလေးကိုပြန်ရတယ်ပြီးတော့တပုတ်နှစ်ပုတ်ကျမအခုရေးရဆိုရင်၅ပုတ်လောက်ရှိပြီပေါ့နော်အဲ့လိုမျိုးရေးလိုက်တဲ့အခါမှာဘာဖြစ်လဲဆိုကျမအချိန်တိုင်းမှာကျမအဲ့လိုမျိုး words လေးတွေကျမလိုက်ပြီးတော့ရှာနေတတ်တယ် ်နော်ဘာဖြစ်လို့ကိုကအဲ့ဒါကို focus သွားလုပ်လိုက်တယ်ကိုရေးချင်တယ်ကိုလှုပ်ချင်တယ်အဲ့အတွက်ကြောင့်ဘာဖြစ်လဲဆိုလို့ရှိရင်အဲ့ဒီ words လေးတွေကနေနိုင်ကျွန်မလိုက်ရှာနေတတ်တယ်လိုက်ယွန့်နေတတ်တယ်ကျွန်မချပြီးရေးရတယ်အဲ့လိုမျိုးဖြစ်တယ်ပေါ့နော်တခြင်းဆိုလို့ရှိရင်လည်းအဲ့လိုမျိုးပဲကျွန်မအနေနဲ့ဆိုကျွန်မတခြင်းဆိုတာအရင်ဝါသနာပါတယ်အခုနောက်ပိုင်းကျတော့ဘာလဲဆိုကျွန်မအဲ့လိုတခြင်းလေးတွေညင်းနေတယ် အဲတန်စင်လေးတွေရှာတာအဲ့လိုစကလုံးလေးတွေရှာတာအဲ့ဒါအရသာတွေ့လာတယ်။အဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့အုံနောက်ကအဲ့ဒီမှာသွားပြီးတော့ focus လုပ်လိုက်တဲ့အခါမှာအဲ့လိုမျိုးအရာတွေကဘာဖြစ်လဲဆိုတကယ်ကိုထွက်လာတယ်ပေါ့နော်။ဆိုတော့ကျမအဲ့ဒါလေးကိုသွားပြီးတော့စဉ်းစားမိ။အဲ့တော့အဲ့ဒီအဖြစ်ပြက်လေးတွေပေါ်မှာအဲ့ဒီအတွေ့အကြုံလေးတွေပေါ်မှာမူတည်ပြီးတော့ကြည့်လိုက်လို့ရှိရင်လူတွေကလေအကုန်လုံးဒီလိုမျိုးပဲ။ဥပမာအဖြစ်ထားလိုက်ပါတော့အဲကျမတို့လုပ်တဲ့အလုပ်က video editing လို့ ဖြစ်မယ်ပေါ့နော်ဗီဒီယို editing ဖြစ်တယ်ဆိုလို့ရှိရင်ဘာလဲဆိုအဲ့ဗီဒီယို editing နဲ့ပတ်သက်ပြီးတော့အဲဘာဘာတွေဘလို edit လုပ်ရမလဲเนาะဘာတွေ like ဖတ်ရမလဲဘာတွေကို like ကြည့်ရမလဲဆိုတာသူကလည်းသူခေါ်ဆောင်သွားတယ်เนาะအဲ့တော့ဘာလဲဆိုကို focus လုပ်လိုက်တဲ့အရာကပဲ ဘာဖြစ်လဲဆိုရင်ကိုရှာဖွေနေတဲ့အရာဖြစ်တယ်ပြီးတော့ကိုယ်ကိုပြန်ပြီးတော့တိုးတက်စေတဲ့ grow ဖြစ်စေတဲ့အရာတခုဖြစ်တာကိုသွားတွေ့ရယ်เนาะကျမတို့ creation လို့เนาะ creative ဖြစ်တယ်လို့เนาะအဲ့ဒါမျိုးပြောလိုက်လို့ရှင်ကျမတို့ကဒီလိုသချင်းဆိုရာတို့เนาะပကြီဆိုရာတို့ဒါမျိုးတွေပဲထင်တယ်တကယ်တော့မဟုတ်ဘူးဘယ်နေရာမှာမဆိုဒီလိုမျိုးပဲဘယ်အလုံးမှာမဆိုဒီလိုပဲကိုကတခုခုလှုပ်လိုက်တယ်အဲ့ဒီပုံမှာကိုက focus လှုပ်လိုက်တယ်ဆိုလို့ရှင်အဲ့ဒီပုံမှာကျမတို့ကအုံနောက်ကလည်းအဲ့ဒီပုံမှာလိုက်ပြီးတော့အလုပ်လုပ်တယ်အဲ့လိုသဘောမျိုးရှိရယ်ပေါ့เนาะမိတ်ဆွေတွေမှာဆိုလို့ရှင်ရှိ တယ်เนาะတချို့အမတွေဆိုလို့ရှိရင်သူတို့တရားအထုတ်တာအယံဝါဒနာပါတယ်เนาะအဲ့တော့ဘာဖြစ်လဲဆိုသူတို့သူတို့ရဲ့ဟိုသူတို့ရဲ့ page လေးတွေကို follow လုပ်တယ်เนาะသူတို့ရဲ့ social media တွေသူတို့ share တာတွေကိုကြည့်လို့ရှိရင်တရားအကြောင်းတွေပဲဖြစ်နေတယ်เนาะသူတို့ကိုယ်တိုင်လည်းလုပ်တယ်ပြီးရခါမှာတရားတွေတက်လာတယ် level up တွေဖြစ်လာတယ်ဆိုတော့ကလည်းဘာလဲဆိုသူတို့ရဲ့အုံနောက်ကအဲ့ဒီမှာသွားပြီး focus လုပ်ထားတာပေါ့เนาะသူတို့ရဲ့အုံနောက်က focus လုပ်ထားတယ်သူတို့ရဲ့အဲစိတ်ပေါ့เนาะစိတ်ကလည်းအဲ့ဒီမှာပဲအဲ့ဒီမှာပဲအာယုံတွေကကျင်လေကျက်စားရဆိုတဲ့ခါမှာ မှာအဲ့ဒါတွေပဲသူတို့ခေါင်းထဲမှာရောက်လာတယ်အဲ့လိုသဘောမျိုးပေါ့အဲ့တော့ကျမအဲ့ဟာဘာကိုသွားတွေ့ရဆိုလူတိုင်းလူတိုင်းစီမှာအဲ့ဒါမျိုးရှိတယ်။ तू ကဘာကိုကြိုက်တာလဲနော်။ तू ဘာကိုကြိုက်တာလဲအဲ့တော့အဲ့ဒီကြိုက်တဲ့အရာတကူကို तू က focus လုပ်လိုက်ပြီဆိုလို့ရှိရင်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ तू ကအရန်ကိုရှာဖွေရယ်အရန်ကြိုက်တယ်အရန်လုတ်တယ်အဲ့လိုလုတ်တာနဲ့အမှ तू မှာ तू ရရှိလာတယ်လည်းများတယ်။ तू အတွက် growth လည်းဖြစ်လာတယ်နော်။ ပို့ပြီးတော့တိုးတက်လာတယ်အဲ့ဒီသဘောလေးကိုကျမသွားပြီးတွေ့ရတယ်။အတွေးတွေဆိုလို့ရှိရင်လည်းဒီလိုမျိုးပဲပေါ့နော်။ကျမတို့ကဥမာကောင်းတဲ့ဟာပေါ့တချို့တွေကဟိုကောင်းတာတွေကိုပဲအများကြီးတွေးတက်တယ်။ကောင်းတာတွေကိုပဲများများတွေးရ positive thinking လို့ပြောတာပေါ့နော်။ positive တွေအများကြီးပဲတွေးရဆိုလို့ရှိရင်ဘာဖြစ်လဲဆိုအလိုလိုနေအကျင့်ပါတယ်အုံနောက်ကလည်း positive တွေကိုပဲတွေးတယ်နော်။စိတ်ရဲ့ဟိုအေးငြိမ်းမှုကိုလိုချင်တယ်စိတ်အေးရအေးချမ်းကိုပဲတွေးတယ်နော်။အဲ့ဒါမျိုးဆိုလို့ရှိရင်လည်းအဲ့ဒီလူကလည်းသူက အေးချမ်းတာတွေကိုပဲသူတွေးတယ်เนาะအထူးသဖြင့်ဘယ်လိုလဲဆိုဥပမာပြဿနာတွေဘဝအခက်အခဲရင်ဆိုင်ရရဆိုတဲ့အခါမှာဘာဖြစ်လဲဆိုလို့ရှိရင်เนาะအေးတဲ့ဘက်ကိုပဲတွေးတယ်เนาะအချို့ဆိုလို့ရှိရင်เนาะဟိုစိတ်အေးချမ်းစိတ်အေးချမ်းအောင်နေတတ်တယ်เนาะစိတ်ကိုထားတတ်တယ်ပြဿနာတွေဖြစ်တယ်အခက်အခဲတွေဖြစ်တယ်ဒါပေမဲ့ဘာဖြစ်လဲဆိုလို့ရှိရင်ဒီအရာတစ်ခုဟာနော်သူကလည်းသူအေးအေးသက်သာနဲ့ဖြည့်ရှင်းသွားမှာပဲဆိုရယ်ယုံကြည်ချက်နဲ့သွားတယ်အဲအဲ့လိုမျိုးဒီဒီကိစ္စတစ်ခုကလွယ်လွယ်ကူကူနဲ့ အပြီးသွားမှာပဲဆိုတော့စိတ်ခံစားချက်မျိုးနဲ့ဆိုလို့ရှိရင်လည်းအဲ့ဒီအရာတခုကလွယ်လွယ်ကူကူလေးနဲ့ပြီးသွားတဲ့ဟာမျိုးတွေလည်းတွေ့ရတယ်ပေါ့နော်အဲ့တော့ဘာလဲဆိုလို့ရှိရင်အဓိကကို focus လုပ်ထားတယ်ကိုတွေးတယ်အဲ့ဒီအတွေးပေါ်မှာပဲမူတည်ပြီးရဲ့ခါမှာနော်ကိုယ့်ရဲ့ဟိုကိုယ့်စီမှာတကယ်ဖြစ်လာတဲ့အဖြစ်အပျက်တွေနော်ဒါတွေက ပုံစံတမျိုးနဲ့ပြောင်းလဲသွားတာမျိုးရှိရယ်အဲ့တော့ကျမဒီနေ့ ਆ ပဲကျမဟို talk လေးတခုကျမပြောလိုက်သေးတယ်အဲ့မှာဘာအကြောင်းပြောပြလဲဆိုကျမ story တွေရေးတဲ့အကြောင်းပြောပြတယ်ပေါ့နော်အဲ့ဒါကျမစာလဲရေးဖို့ပါတယ်အဲ့ဒီအကြောင်းနေလေအဲ့တော့ကျမတို့တွေကဟိုပုံမြင်နားထောင်ရတာအရင်ကြိုက်တဲ့သူတွေဖြစ်တယ်เนาะကျမတို့ငငယ်တွေကပုံမြင်တွေကိုအများကြီးပဲနားထောင်လာခဲ့ကြတယ်။ဥပမာကျမတို့ဖန်တီးယာတရားနားထောင်ခဲ့ဘူးတဲ့ပုံမြင်ဆိုလို့ရှိရင်ဒါယုံတဲ့လိပ်ပေါ့เนาะယုံတဲ့လိပ်အပြေးပြိုင်ကြတယ်ဆိုတော့ပုံမြင်ဆိုလို့ရှိရင်ကျမတို့ မယိုးနိုင်အောင်ကျမတို့နားထောင်ကြရမယ်နော်ဖန်တီးယားတရားနားထောင်ကြရတယ်အဲ့တော့အိမ်မှာဆိုလို့ရှိရင်လေပုံပြောတဲ့သူတွေနားမှာဆိုလို့ရှိရင်အရင်နေကြတယ်နော်ပြီးတော့အားအားရှိလို့ရှိရင်သွားပါပုံပြောပြဆိုပြီးတော့လှုပ်တာပဲနားထောင်ကြတာအောင်နော်အဲ့တော့ဘာလဲဆိုရင်ကျမတို့ကငငယ်တွေကအဲ့လိုမျိုးပုံလေးတွေဆိုလို့ရှိရင်ကျမတို့ကြိုက်တယ်ပုံနားထောင်ကြရတယ်နော်ဟိုငငယ်တော့ဆိုလို့ရှိရင်ကျမတို့အဖိုးတွေဘွားရင်နားမှာဆိုအမြင်နေရလေသူတို့တွေကပုံတွေအရင်ပြောတတ်ကြတာအောင်နော်အဖိုးဘွားတွေကအဲ့တော့ကျမတို့လည်းသူတို့နဲ့တူတူနေရကြီးပြင်းလာကြတယ်နည်းနည်းလေးကြီးလာတဲ့အခါကျတော့ အဲ့ဒီဟိုယုံနေလိုက်ဒီကျွန်တော်တိတ်စိတ်ဝင်စားတော့เนาะတမင်နေကြားကြီးကျွန်တော်တိတ်စိတ်ဝင်စားတော့ဘာလောက်ကြလဲဆိုလို့ရှိရင်ကျွန်တော် အဲ့ဒီခါကျတော့တရေအကြောင်းပြောပြဆိုပြီးကျွန်တော်တို့လှုပ်လာကြအောင်เนาะအဲအဲ့လိုကြောက်ကြောက်ချင်တာဟုတ်เนาะကြောက်ချင်နေစိတ်ရှိရလေကြောက်ရတာလည်းအရသာဖြစ်တာဟုတ်เนาะဟိုကြောက်ချင်တဲ့အတွက်ကြောင့်မို့တရေအကြောင်းပြောပြဆိုပြီးကျွန်တော်တို့အရင်စိတ်ဝင်စားကြတယ်အဲ့ဒီတင်းချိုင်းကြောင့်မဖေးဟွာအကြောင်းလို့เนาะအစရှိသဖြင့်ပေါ့အဲ့ဒါမျိုးဟို net ဒီအကြောင်းအဲ့လိုမျိုးကြောက်ထိတ်လန့်ကြောက်ရွံ့စရာကောင်းတဲ့အရာတွေထူးဆန်းထွေလာအံ့ဩစရာကောင်းတဲ့အရာတွေเนาะကိုယ့်ရဲ့ဟိုစိတ်ကူးထက်ပို့ပြီးတော့ เนาะကို imagine လုပ်လို့ရတာတည်းပို့ပြီးတော့ကြော်လွန်ပြီးတော့ဗောနော်ဟိုစိတ်ကူးစမ်းပြပြီးတော့အတွေးတွေပုံဖော်ပြီးတော့အဲ့ဟာမျိုးတွေကိုအဲ့လိုပုံမြင်တွေကိုကျွန်တော်တို့ကြိုက်လာတယ်เนาะအဲ့ဒါတွေကြတော့သူကဒန်တာကြီးလိုမျိုးပဲအရင်ဟိုကွေးတွေကြောင့်နေယုံနေလက်တွေစကားပြောတဲ့ဟာမျိုးတော့မဟုတ်ဘူးဒါပေမဲ့သူကတမိုင်းနေပါလာတဲ့အစရှိတဲ့နေဗောနော်အဲ့ဒါတွေကိုလည်းကျွန်တော်တို့ဘာလုပ်တာလဲဆိုမှတ်တယ်เนาะနောက်ကျွန်တော်တို့စေကျော်တဲ့အရွယ်ပြည့်တဲ့အခါကျတော့ကျွန်တော်တို့ဝိထုစာအုပ်တွေဖတ်ကြတယ်เนาะတကယ်ကို ကာရဲဝိထုဆောင်ကြီးတွေမှာအမိတကယ်ကိုစီးမျိုးပြီးအဲ့ဇက်ကောင်တွေမှာတကယ်ဖြစ်ခံစားပြီးတော့เนาะဒါမျိုးတွေလည်းဖြစ်တယ်เนาะနောက်ပိုင်းကျတော့ကျမတို့နည်းနည်းအသက်ကြီးလာတဲ့အခါမှာကျမဆိုလို့ရှိရင်ကျမရဲ့ timeline အရာပြောမယ်ဆိုလို့ရှိရင်တော့ ကျမရဲ့ timeline အဲ့လိုမျိုးပေါ့နော်ဒီ data ကို shoot through ဖတ်တယ်ပုံမြင်နှားထောင်တယ်ပြီးလို့ရှင်ခုနကပြောတဲ့သမိုင်းနဲ့ပတ်သက်တဲ့နော်အဲ့လိုမျိုးဟိုထိတ်လန့်အန်အောစရာအဲ့ဒီဟာတွေပုံမြင်နေဆက်နှားထောင်တယ်ပြီးတော့ဝိထုတွေဖတ်တယ်နောက်တစ်ဆင့်ကြတော့ဘာဖြစ်လာလဲဆိုတော့အဲ့ဒီချိန်မှာကြတော့ရုပ်ရှင်တွေကြည့်ရောနော်ရုပ်ရှင်တွေကြည့်တယ်မျိုးစုံပေါ့ရုပ်ရှင်တွေမှာဆိုလို့ရှင်လည်းဝမ်းနေရတာဆိုလို့ရှင်လည်းကြိုက်တာပဲနော်လူတွေကရေးရကြပြီးတော့တရုပ်ဆောင်တွေတရုပ်ဆောင်တွေဆိုလို့ရှင်အကယ်ဒမီတွေရကြတယ်နော်ကျမတို့ဆိုလို့ရှင်လည်းငိုရတဲ့ရုပ်ရှင်ဆိုလို့ရှင်ကြည့်ရကြည့်ကြတယ်လေနော် အရင်ကောင်းတယ်အရင်ငိုရတယ်ဆိုတော့အဲ့တော့ငိုရတာကြိုက်လို့လားအဲဓာတ်မျိုးလည်းရှိတာပေါ့နော်အဲ့ကကြတော့အဲ့လိုရုပ်ရှင်တွေကျွန်တော်တို့ကြည်လာကြတယ်အဲ့တော့ဘာဖြစ်လဲဆိုလို့ရှိရင်ဒါတွေအကုန်လုံးကစတိုရီတွေပဲဒါပေမဲ့ အဲ့မှာမှဘေးဘဝင်ကြရနေပြီးကျွန်တော်တို့ပြောတဲ့စကားတွေเนาะကျွန်တော်တို့မိတ်ဆွေတင်ငယ်ချင်းတွေကိုမြင်ရတဲ့အခါမှာသူတို့ရဲ့အဖြစ်အပျက်တွေအတွေ့အကြုံတွေအိမ်မှာရှိတဲ့မိသားစုတွေအဖေတွေအမေတွေသူတို့ရဲ့အိမ်နောက်ရေးတွေ relationship တွေเนาะဒါတွေကိုကျွန်တော်တို့ကြည့်ပြီးရတဲ့အခါမှာလဲဒါတွေကကျွန်တော်တို့ရဲ့စိတ်ထဲကိုဒါပုံမြင်နေအနေနဲ့မလုပ်လာလဲဆိုလို့ရှိရင်စိတ်ဝင်လာတာမျိုးတွေရှိတယ်เนาะကျွန်တော်တို့စာရေးတဲ့သူတွေမှာ နော်စာရေးဆရာမတွေစာရေးဆရာတွေဖြစ်ကြတာမဟုတ်ဘူးတကယ်တော့လူတွေအကုန်လုံးကဘာဖြစ်လဲဆိုလို့ရှိရင်စာရေးဆရာတွေကြီးပဲဘာဖြစ်လို့လဲဆိုတော့ကျမတို့စီမှာ inner script ဆိုတော့နော်ကိုယ်တိုင်ရေးနေတဲ့ဇာတ်ညွှန်းတွေကကျမတို့စီမှာရှိတတ်ကြတယ်နော်အဲ့တော့သူများရဲ့ပုံမြင်တွေကိုကျမတို့နားထောင်တယ်နော်ကိုကြည့်ခဲ့ငငယ်တော့ကြည့်ခဲ့ပုံဟိုကြားခဲ့ဘူးတဲ့ပုံမြင်တွေကြည့်ခဲ့ဘူးတဲ့ရုပ်ရှင်တွေဖတ်ခဲ့ဘူးတဲ့စာအုပ်တွေနော်အဲ့ဒီထဲကနေပြီးတော့ကျမတို့သင်ထားတယ်မှတ်ထားတယ်ကြားခဲ့တယ်မြင်ထားတယ်နော်အဲ့ဒါတွေအကုန်လုံးကစိတ်ထဲမှာစိုးရင်းနေပြီးတော့ဘာဖြစ်လဲဆိုတော့ဒီခါလေးကျ ုပ်လို့ရှိရင်ကျမတို့တွေကကိုယ်တိုင်ဇန်ညွန်းတွေကိုကျမကျမတို့ဖန်တီးပြီးတော့ရေးသားတတ်တယ်เนาะစိတ်ထဲမှာအဲ script ရေးနေတာပေါ့เนาะအဲ့တော့ထားလိုက်ပါတော့ကိုယ့်ကိုတယောက်ယောက်က အဲကျမတို့အခုခေတ်စကားနဲ့ပြောရမယ်ဆိုပလစ်ထားတယ်ပေါ့နော်ပစ်ထားတယ်ပေါ့အဲအဲ့လိုမျိုးပြောရတယ်ဆိုလို့ရှိရင်ကျမတို့စိတ်ထဲမှာဘယ်လိုမျိုးစဉ်းစားလိုက်လဲဆိုဟာငါတော့သွားပြီငါတော့မပေါ်မကြီးပဲနော်ငါတော့တန်ဖိုးမရှိရမင်းမငါတော့အပေါ်စားကြီးဖြစ်နေပြီဆိုတာမျိုးကိုယ့်အကူကျမတို့ကတွေးတယ်ဒါပေမဲ့ तू အဲ့လိုပြောလားဆိုတော့မပြောဘူးတစ်ဖက်သူကကိုယ့်ကိုအဲ့လိုပြောတာမဟုတ်ဘူးနော်ဒါပေမဲ့ကိုယ့်စိတ်ထဲမှာရေးလိုက်တဲ့ inner script အရာအော်ငါတော့ဒါရီဒါရီလုပ်ပြီးတယ်ဒါပေမဲ့ तू ကတော့ငါ့ကိုဒီလိုမျိုးပုံစံနဲ့ဆက်ဆံနေဒါငါ့ကို เนาะခက်ပေါ်ပေါ်လို့သဘောထားလိုက်တာပဲငါလို့ပေးရင်ရရတန်ဖိုးမရှိတော့ဘူးเนาะအဲ့ဒီအတွက်ကြောင့်မလို့ငါသူ့အတွက်ဆိုတန်ဖိုးမရှိတော့ငါငပိုးမကြီးဖြစ်သွားပြီဆိုတော့ကိုယ့်အကူကျမတို့ကသတ်မှတ်လိုက်တာเนาะ तू ကကျမတို့ပြောတာမဟုတ်ဘူးเนาะ तू ကဘာမှမပြောဘူးဒါပေမဲ့ကိုယ့်အကူသတ်မှတ်တယ်အဲ့ဒါကဘာဖြစ်လို့သတ်မှတ်တာလဲဆိုကျမတို့စိတ်ထဲမှာရေးထားတဲ့ inner script တွေကြောင့်ကျမတို့ကသတ်မှတ်လိုက်တာနော်အဲ့တော့အဲ့ inner script တွေကဘယ်ကနေလာလဲဆိုလို့ရှိရင်ခုနပြောသလိုသူများတွေကိုလိုက်ကြည့်ပြီးတော့သူများတွေဆိုလို့ရှိရင်ဒီလိုမျိုးပဲဖြစ်တာနော်အဲ့တော့ဘာလဲဆိုကိုယ့်ရဲ့ ဟိုသူများရဲ့ trauma ကိုကိုကပြန်ပြီးတော့ယူထားလိုက်တာပေါ့နော်ဒါငါစီမှာလည်းဖြစ်နိုင်တယ်ဆိုတဲ့ဟာမျိုးဖြစ်တာเนาะသူများခံစားသလိုမျိုးကိုကလည်းလိုက်ပြီးတော့ခံစားလိုက်တာနော်သူကတော့ဘာမှမပြောသေးဘူးဒါပေမဲ့ကိုကအဲ့လိုအတွေးမျိုးတွေးလိုက်ပြီးငါတန်ဖိုးမရှိဘူးသူ့အတွက်ဆိုရင်ငါတန်ဖိုးထားเสียရမဟုတ်ဘူးငါ့ကိုသူက reject လုပ်တယ်အဲ့လိုစဉ်းစားလိုက်တာနဲ့ကိုကဘာဖြစ်လဲဆိုရင်မျက်ရည်တွေပါကြီးထွက်နေပြီကိုကအဲ့လိုမျိုးဖြစ်တာ အဲ့လိုမျိုးဖြစ်တာဘာဖြစ်လို့လဲဆိုတကယ်တမ်းမှာတကယ် reality ကိုကြည့်မယ်ဆိုရင်ဟိုကလည်းဘာမှပြောတာမဟုတ်ဘူးအဲ့လိုမျိုးလည်းသူထင်ချင်မှလည်းထင်ပဲသူ့အကြောင်းတွေသူလည်းသူ့သူရှိချင်းရှိမယ်ဒါပေမဲ့ကျမတို့ဒီကိုယ့်ရဲ့ inner script အရာအဲ့လိုခံစားလိုက်တဲ့အတွက်ကြောင့်မို့အဲ့လိုမျိုးကျမတို့ဖြစ်တာနော်အဲ့တော့အဲ့တော့ကျမမြင်ပြောပါရယ်ဘာလဲဆိုရှင်ပုံမြင်နေရေးတာတော့လူတိုင်းရေးကြတယ်ကျမလည်းရေးတယ်နော်အခုကြည့်ရတဲ့သူတွေနားထောင်နေတဲ့သူတွေဆိုလို့ရှင်လည်းရေးကြမှာပဲအဲ့တော့ရေးတယ်ဒါပေမဲ့ရေးချင်းရေးလို့ရှင် ကောင်းတဲ့ပုံမြင်မှုရေးပါဆိုပြီးကျွန်မအမြဲတမ်းပြောနေချင်တယ်เนาะ तू ကဒီလိုမျိုးပဲဖြစ်နိုင်ပါတယ်ဒါ तू ရဲ့အနေထားလေးပဲเนาะ तू ရဲ့အရှိအရှိအတိုင်းလေးပဲဒါ तू အရှိအရှိအတိုင်းလေးကိုလက်ခံလိုက်ပါဒီလိုမျိုးဟို तू တွေးရလဲဟုတ်ချင်မှာဟုတ်မယ်အဲ့လိုမျိုးစဉ်းစားရဲဆိုတော့ကဒါကောင်းတဲ့ပုံစံနဲ့ ကိုယ့်ရဲ့ story လေးကိုရေးတာเนาะเนาะသူဒီလိုမျိုးဟိုကိုယ့်ဒီလိုမျိုးပုံစံဆက်ဆံနေဆိုတာလေကိုယ့်เนาะဟိုကိုယ့်ကငပေါ်ကြီးဖြစ်သွားလို့မဟုတ်ဘူးเนาะကိုယ့်ကတကယ်လည်းငပေါ်မကြီးလည်းမဟုတ်ဘူးเนาะကိုယ့်ကကိုယ့်တန်ဖိုးနဲ့ကိုယ်ရှိပြီးသားเนาะအဲ့ဒါကိုငါ့ဘာငါသိတယ် နော်သူကသူဒီလိုမျိုးကိုနဲ့ခြာသူနဲ့ခြာရမှာဆက်ဆံရေးအဆင်မပြေဘူးအေးဆက်သွားတယ်ဆိုတာမျိုးကတခြားအကြောင်းတွေကြောင့်လည်းဖြစ်မှာပါလို့ကိုယ့်ဟာကိုတွေးနိုင်တယ်ဆိုလို့ရှင်ဒါကိုယ့်ရဲ့ inner script လေးကိုကိုယ့်ဟာကိုကောင်းကောင်းလေးရေးနိုင်တာကိုယ့်ဟာကို victim role ကိုဆွဲချမသွားဘူးနော်ကိုယ့်ဟာကိုစုပ်ပြတ်တက်ပြီးတော့ကိုတွေးလိုက်တာမျိုးမဟုတ်ဘူးအဲ့ဒါဆိုလို့ရှင်အရန်ပေါ့ပေါ့ပါပါပဲခုနပြောသလိုဖြစ်တဲ့အဖြစ်အပျက်ဒီဘာဖြစ်လဲဆိုအေးအေးဆေးဆေးနဲ့ပြီးဆုံးသွားနိုင်တယ်ဆိုတဲ့ဟာမျိုး เนาะအဲ့လိုမဟုတ်ဘဲနဲ့ကျမတို့ကအဲ့လိုမျိုးရှောက်ပြီးတော့တွေးတယ် negative တွေတွေးတယ်ကိုယ့်ကိုယ်အရင်နှိမ်ချပြီးတော့တွေးတယ်မျက်ရည်ကျအောင်တွေးတယ်เนาะအဲ့လိုမျိုးအဲ့လိုမျိုးပုံစံနဲ့အဲ့လိုဇန်ညွှန်းနေလဲကျမတို့ကိုယ်တိုင်ရေးပြီးတော့အဲ့ဒီထဲမှာကျမတို့ကိုယ်တိုင်ကပြเนาะအတုံးတော်ခံတရုပ်ဆောင်ဖျော်ပြလိုက်တဲ့အခါမှာဘာတွေဖြစ်လာလဲဆိုမလို့အဲ့တဲ့ drama တွေဖြစ်ကုန်တာเนาะအဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကိုလည်းသွားပြီးတော့ ကိုကတခုခုသွားပြုံးမိမယ်ဆိုလို့ရှင်ဒါက effect ဖြစ်တာပေါ့เนาะအဓိကဘာလဲဆိုကိုကစပြီးတော့ဝမ်းနည်းမှုနဲ့အဲစတင်နေဆိုလို့ရှင် သူ့စီမှာလည်းဘာဖြစ်လဲဆိုအဲ့ဝမ်းနည်းမှုကိုကိုကအဲရောက်ရောက်ရှိသွားစီကိုကပျော်ရွှင်နေရပေါ်ပါနေဆိုလို့ရှင်သူ့စီကိုလည်းကိုကအဲ့ပျော်ရွှင်မှုတွေပေါ်ပါမှုတွေကိုကပေးနိုင် เนาะကျွန်မအများကြီးပဲပြောသလိုပဲပျော်နေတဲ့သူတွေကသူများတွေကိုစိတ်ညစ်အောင်မလုပ်တတ်ကြပါဘူးเนาะအဲ့လိုသဘောမျိုးပဲအဲ့တော့ကိုယ်ကစိတ်ညစ်တယ်ကိုယ့်ရဲ့စိတ်ကညှူးနှွမ်းတယ်မပျော်ရွှင်ဘူးကိုယ့်ရဲ့ inner script ကအဲ့လိုဖြစ်နေရဆိုလို့ရှိရင်သူ့စီကိုရောက်သွားတဲ့ဟာသူ့ကိုပြောလိုက်တဲ့ဟာဒီလေမဖြစ်လဲဆိုလို့ရှိရင်အဲ့လိုမပျော်ရွှင်မှုတွေစိတ်ညစ်တာတွေစိတ်ညှူးနှွမ်းတာတွေပဲ ပါသွားနိုင်တယ်တကယ်ဟုတ်လားဆိုတော့လည်းဟုတ်မနေဘူးเนาะအထင်နဲ့ဒါရမ်းတုံနေတာပြောရမယ်ဆိုလို့ရှင်တော့လीเนาะအဲ့တော့ကျမတို့ကပုံမြင်နေစာရီရေးတတ်တယ်ဇာညွှန်းနေရေးတတ်တယ်เนาะရုပ်ရှင်ဒါရိုက်တာတွေမှာရုပ်ရှင်ရိုက်တတ်တာမဟုတ်ဘူးကျမတို့စိတ်ထဲမှာကိုယ့်ဟာကိုယ်เนาะဖန်တီးပြီးတော့ရိုက်နေရုပ်ရှင်ကားပေါင်းအောင်ပြောင်းပြားဆိုတော့ကိုယ့်ဟာကိုယ်လည်းเนาะအကယ်ဒမီတွေအများကြီးအမျက်ရည်တွေလည်းအများကြီးကြပြီးသွားပြီเนาะအဲ့တော့အဓိကပြောချင်တာဘာလဲဆိုလို့ရှင်เนาะကိုယ့်ရဲ့ script တွေကိုကိုရေးတယ်ဆိုလို့ရှင်တကယ်ကိုကောင်းတဲ့ script လေးတွေကိုပြောင်းပြီးတော့ရေးကြည့်ပါဆိုတာလေးကိုကျမပြောချင်တာပေါ့เนาะအဲ့တော့အဓိက ပါလဲဆိုတော့အဲ့တော့ကောင်းတဲ့ script လေးရေးမယ်ဆိုလို့ရှိရင်ကိုယ့်အကူကျမတို့အမြဲတမ်းစဉ်းစားပါဥပမာနေ့တစ်နေ့လိုထလာရပေါ့ဥပမာကျမဆိုလို့ရှိရင်အခုဆိုကျမအမြဲတမ်း practice လုပ်ပါတယ်မိုးလင်းလာတာ ਨੇ အခုအချိန်ကလေဘာလဲဆိုလူတိုင်းက stress များရပေါ့နော် stress များရစိတ်ပီစီးမှုတွေများရ struggle လုပ်ရ struggle လုပ်ရဆိုတာက ဟိုဝေးကြီးအဆင်ပြေတဲ့ဘာညာဆိုပေမဲ့လည်းအဲ့လိုလူတွေမှာတော့မစိတ်ပိုင်းဆိုင်ရာအရာကျမတို့ struggle လုပ်နေရတဲ့အရာတွေကအများကြီးရှိတတ်တယ်เนาะအဲ့လိုမျိုးဆိုတဲ့အခါကျတော့ကျမစီမှာဆိုလို့ရှိရင်လည်းရှိရယ်စိတ်ပြည့်စည်မှုတွေ stress တွေတော့ခုနပြောသလိုမျိုး inner script တွေရင်းနေရမျိုးတွေလည်းရှိတယ်เนาะအဲ့တော့ဘာလုပ်လဲဆိုကျမမိုးလင်းတဲ့အခါမှာကျမ practice လုပ်ပါတယ်ကျမတော့ဟုတ်အရင်ကကျွန်မ gratitude practice လို့ပြောလို့ဆိုလေကျွန်မအမြင်နဲ့လုပ်တယ်ကျွန်မအမြင်နဲ့လည်းပြောပြတတ်ပါတယ်เนาะကျွန်မညာဘက်အိမ်ခံနေကျွန်မ journal လုပ်တယ် အခုတော့မနေ့မိုးလင်းလို့ရှိရင်ကျမဘယ်လိုလုပ်လဲဆိုဒီနေ့နေ့သစ်တနေ့ဟာเนาะတခါမှကိုယ့်ရဲ့ဘဝမှာတခါမှမရခဲ့ဘူးသေးတယ်နေ့သစ်လေးတနေ့ဖြစ်တယ်เนาะအဲ့ဒီနေ့သစ်ကလေးကိုကြိုဆိုရဲဆိုတော့ကျမအနေနဲ့ဒီနေ့လေးကိုကျမရွေးချယ်လိုက်တာပေါ့เนาะဒီနေ့လေးမှာကိုကဘလို့အကောင်းဆုံးနေ့ဖြတ်သန်းသွားမလဲဆိုတာမျိုးပေါ့ကောင်းတာလေးလာနိုင်တယ်ဆိုးရတာလေးနာနိုင်တယ်ကိုမကြိုက်တာလည်းရှိနိုင်တယ်ကြိုက်တာလည်းရှိနိုင်တယ်ဒါပေမဲ့ကိုက ါလေးကို new experience new day အနေလေးနဲ့အဲကြိုးစုံမယ်ဆိုတဲ့ဟာမျိုးလေးပေါ့နော်နောက်တစ်ခုကကျတော့ဒီနေ့မှာတွေ့ဆုံရမယ့်သူတွေကလည်းကိုမသိသေးတဲ့သူတွေလည်းဖြစ်နိုင်တယ်နော်ကျွန်မဆိုလို့ချင်းဟို talk တွေသွားရတယ်ပွဲတွေသွားရတဲ့အခါမှာကိုမသိဘူးတဲ့မမြင်ဘူးတဲ့စာဖတ်တဲ့သူတွေနဲ့တွေ့ကြုံရမျိုးတွေလည်းရှိရတယ်။ဒါပေမဲ့ဒါကလည်းပါလဲဆိုလို့ချင်းကိုအတွက် blessing ပဲနော်သူတို့နဲ့တွေ့ရတာလည်း blessing ပဲအဲ့လိုမျိုးရွေးချယ်ပြီးတော့ကိုဘေးနားမှာရှိရတဲ့သူတွေပေါ့နော်ကိုယ့်ရဲ့မိသားစုရှိနိုင်တယ်ကိုယ့်ရဲ့ချစ်သူရှိနိုင်တယ်မောင်နှမရှိနိုင်တယ်မိတ်ဆွေတင်ငယ်ချင်းရှိနိုင်တယ်နော်ဒါပေမဲ့သူတို့တွေနဲ့ဆိုလို့ချင်း ည်းပါလဲဆိုအစ်စ်လိုပုံစံမျိုးပဲပြန်ပြီးတော့သူတို့လည်းရွေးချယ်မယ်เนาะဟိုပြီးခဲ့ဟိုဖြစ်ရက်တွေเนาะဘာတွေဖြစ်ခဲ့ဘယ်လိုဖြစ်ခဲ့เนาะအဆရှိပြင်မနေ့ကဟာတွေကိုဆွေးပြောမယူလာဘူးပေါ့ပြောရတော့ခက်ပါတယ်အဲ့ဒါဒါပေမဲ့ဘာဖြစ်လဲဆိုရှင် try လုပ်ကြည့်စေချင်တာတော့ဘာလဲဆိုဒီနေ့တနေ့မှာတော့ เนาะအကောင်းဆုံးနေမယ်ပေါ့เนาะအမှန်မှာတော့မနေ့ကဟာတွေကိုပြန်ယူမလာဘူးပြန်ယူမလာနဲ့ဆိုတာကပြောရတာတော့ခက်တယ်ဒါပေမဲ့တကယ်တမ်းမှာဘာလဲဆိုလို့ရှိရင်ကိုကပုံစံအစ်စ်ကလေးနဲ့ရွေးချယ်မယ်ပေါ့เนาะကိုကဥမာမကျေနပ်တာတွေပြောခဲ့မိရဲ့ဆိုလို့ရှိရင်လည်းဒါကိုဘက်ကနေစပြီးတော့ကိုအဲမပြောဘူးပေါ့ကို behave လုပ်မယ်ကိုကကိုရော control လုပ်နိုင်တယ်ဆိုတဲ့သဘောပေါ့နော်အဲ့လိုပုံစံလေးနဲ့ကိုရဲ့ inner script လေးကိုကိုပြန်ရေးလိုက်ပါတယ်တနေ့စာပဲပေါ့နော်အဲ့အမျိုးလေးကိုလုပ်စေချင်တယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ကို ကိုယ့်ရဲ့အုံနောက်ကကိုယ့်ရဲ့စိတ်ကတနေ့တနေ့မှာနော်ကိုယ့်ရဲ့စိတ်ထဲမှာစိတ်အတွင်းထဲမှာရှိတဲ့ဇန်ညွန်းနော်ဒီဟာကိုကိုကပုံအဲ့လိုမျိုးကောင်းတဲ့ပုံစံနဲ့ပြန်ပြီးတော့ရင်းနေရဆိုလို့ရှိရင် तू ကလေတစ်ချိန်လုံးလိုက်ရှာလာပါလိမ့်မယ်နော်ဘယ်လိုမျိုးလိုက်ရှာလာမလဲဆိုကောင်းတဲ့အရာလေးပေါ့နော်သူ့ရဲ့ကောင်းတဲ့အချက်တရားကိုဘာလဲကိုယ့်ရဲ့ကောင်းတဲ့အရာတွေဟာဘာလဲနော်ဒါလေးတွေကိုကိုလိုက်ရှာလာလိမ့်မယ်ကောင်းတဲ့ပုံမြင်လေးတွေကိုဖန်တီးနိုင်မယ်ကောင်းတဲ့အတွေ့အကြုံတွေကိုတွေးနိုင်မယ်ပြီးရဲ့အခါမှာကျမတို့စီမှာကောင်းတာတွေပို့ပြီးတော့မြင်များဖြစ်ဖို့ကလည်း possibility ပို့ပြီးတော့များတယ်ပေါ့เนาะအကောင့်တဲ့အတွေ့အကြုံလေးတွေခံစားရဖို့ပေါ့เนาะအဲ့ဒါတော့ပို့ပြီးများလာတယ်တကယ်လို့ကိုကမဟုတ်ဘူးเนาะအတိတ်ကပြဿနာတွေကလည်းရုံမထွက်နိုင်ဘူးဒါတွေကိုပဲကိုဆက်ပြီးတော့တွေးနေမယ်เนาะဒါတွေကိုပဲဆက်ပြီးတော့သိဆောင်လာမယ်ဆိုလို့ရှိရင်တော့မဖြစ်နိုင်လဲဆိုလို့ရှိရင်မကောင်းတာတွေပဲပေါ့ကျမတို့စဉ်းစားကြည့်ပေါ့เนาะကျမတို့လူတယောက်ကိုချစ်တယ်ဆိုလို့ရှိရင်လေအဲ့ဒီလူတယောက်ကိုကျမတို့အရင်အကောင်းမြင်တယ်เนาะဒါပုံမှန်ပဲအဲ့တော့ ဲ့လိုလိုချစ်တဲ့စိတ်နဲ့ကြည့်နေလို့ရှိရင်ကောင်းတာတွေပဲသူဘလောက်ပဲစိုးနေတယ်ဆိုတာတော့မှကျွန်တော်တို့ကောင်းတဲ့ဟာတွေကိုလိုက်မြင်တယ်เนาะအဲ့ဒါပါလဲဆိုကျွန်တော်တို့စိတ်ရဲ့သဘာဝကျွန်တော်တို့အုံနောက်ရဲ့သဘာဝပါ နော်ဘို့ဆိုကောင်းတာကိုကျွန်တော်တို့ focus လုပ်ထားပြီဆိုဆိုးနေတဲ့သူတော်မှာကျွန်တော်တို့ကောင်းနေဆိုရဲချစ်တယ်ဆိုရဲစိတ်နဲ့မြင်တယ်အဲတချို့ကြောက်လည်းအရင်ကောင်းပါတယ်ဒါပေမဲ့ကိုကဘလို့မှကြည့်လို့မရဘူးသူ့ကိုအစင်ကိုဘလို့မှမပြေဘူးဆိုလို့ရှိရင်လေသူနဲ့ပတ်သက်သမျှသူဘာပဲကောင်းအောင်လုပ်လို့ကျွန်တော်တို့စိတ်ထဲမှာအစင်ကိုမပြေဘူးနော်သူနဲ့ပတ်သက်လို့ရှိရင်ကိုကျွန်တော်တို့အုံနောက်ကမကောင်းတာတွေကိုပဲစပြီးတော့တွေးနေပြီမကောင်းတာတွေကိုပဲ generate လုပ်နေပြီအဲအဲ့လိုသဘောမျိုးပေါ့နော်အဲ့တော့ကျွန်တော်တို့တွေကလူအချင်းချင်းဆက်ဆံရေးမှာနော် ကိုယ့်ရဲ့စိတ်ကိုထိခိုက်စေရယ်เนาะနာကျင်စေရယ်ဆိုတဲ့နေရာမှာဘာတွေဖြစ်နိုင်လဲဆိုတော့ ဟိုချစ်တဲ့သူတွေကြောင့်လည်းဖြစ်နိုင်တယ်မုန်းတဲ့သူတွေကြောင့်လည်းဖြစ်နိုင်တယ်တခါတည်းမှာကိုလုံးဝမသိဘူးဆိုတော့ဒဇိမ့်တန်ဆန်တွေကြောင့်တောင်မှတော့စိတ်ထဲမှာထိခိုက်ရတာ၄နာကျင်ရတာ၄ဝမ်းနေရတာ၄ဒေါသထွက်ရတာ၄ဒါမျိုးတွေကအများကြီးရှိရပေါ့နော်အဲ့တော့လူမှုစစ်ဆေးရေးနဲ့ပတ်သက်လို့ရှင်ရင်ကျွန်မဒီကနေပြောပဲလွယ်လွယ်ကူကူပဲပေါ့အတိတ်ကဖြစ်တဲ့ဟာတွေကိုလည်းပြန်တွေးမနေပါနဲ့နာကျင်စရာတွေကိုပြန်ခေါ်မနေပါနဲ့လို့ကျွန်မပြောတာတော့လွယ်မယ်ပေါ့နော်ဒီလိုမျိုးနဲ့ထင်ခေါင်းထင်ကြလိမ့်မယ်ဒါပေမဲ့ကျွန်မဒီချိန်မှာပြောပြီးဒီလိုမျိုးပဲဘာလဲဆိုတော့ ဟိုပြောတော့လွယ်ပါတယ်လို့ဖို့ဆိုတော့လည်းအမှန်တမ်းမခက်ခဲပါတယ်เนาะအဲ့တော့အကြီးကပြောချင်တာကတော့ဘာလဲဆိုလို့ချင်းကိုကဒီလူတယောက်နဲ့ကိုကဆက်ပြီးတော့သွားချင်တယ်ဒီမိသားစုကိုကိုကတန်ဖိုးထားတယ်เนาะဒီအဖေမေကိုကိုစိတ်တင်မှာအမြဲတမ်းလေးစားမှုရှိရယ်ဒီမောင်နှမရင်းနဲ့အမြဲတမ်းချိတ်ဆက်မှုရှိရယ်ဒီတငယ်ချင်းတွေနဲ့အတူတူဆက်ပြီးတော့ပဲသွားချင်တယ်เนาะဆိုလို့ချင်းကိုဘဝမှာတန်ဖိုးထားအပ်တဲ့သူတွေကဘယ်သူတွေလဲเนาะကိုချစ်ခင်ရတဲ့သူတွေကဘယ်သူတွေလဲသူတို့ကိုကျမတို့ရွေးထုတ်လိုက်ပါเนาะအဲ့တော့ကိုက ကိုတကယ်ချစ်ခင်ရတဲ့ကိုတန်ဖိုးထားရတဲ့သူတွေနဲ့ပတ်သက်တယ်ဆိုလို့ရှိရင်တော့အဲ့ဒီ relationship တွေကိုကျမတို့ကပြန်ပြီးတော့တည်ဆောက်အောင်မှာဖြစ်တယ်သူတို့နဲ့ပတ်သက်လို့ရှိရင်တော့ခုနပြောသူဆက်ရှင်းဆက်သွားမယ်ဆိုလို့ရှိရင်တော့ကျမတို့ကခုနပြောတဲ့စိတ်နာစရာတွေတော့မကောင်းတာတွေကိုမတွေးဖို့လိုတယ်ဆက်ပြီးတော့ တည်ဆောက်မသွားဘူးလို့ရတယ်။ဒါမှမဟုတ်ကျွန်မတို့ကဆက်သွားစရာအကြောင်းမရှိတော့ဘူး။ပြီးပြီကိုကလည်းပြီးကျင်တယ်နော်။လွှတ်ချခဲ့ကျင်ပြီဆိုလို့ရှိရင်တော့ကျွန်မပေးတဲ့ advice ကိုမယူပါနဲ့လို့ကျွန်မဒီနေရာကနေပြီးတော့ပြောချင်ပါတယ်။ကိုရောဘာလို့အကြောင်းတွေကိုတွေးမိတတ်တယ်လဲနော်။ကိုတနေ့တနေ့မှာကောင်းတဲ့အကြောင်းတွေဆိုးတဲ့အကြောင်းနော်။ကိုစိတ်ထဲမှာကိုရဲ့အုံနောက်ကိုကိုကဘယ်နေရာမှာပို့ပြီးတော့အားတအောင်လို့ လို့ဘယ်နေရာမှာပို့ပြီးတော့အားတောင်းလေ့ကျင့်ပေးတတ်တယ်လေကိုယ့်ရဲ့စိတ်ကိုဘယ်နေရာတွေမှာသွားပြီးတော့ကိုယ့်ရဲ့အာရုံတွေကိုသွားပြီးတော့ကျက်စားနေရများတယ်လေเนาะအဲ့ဒါလေးတွေကိုဒီကဲလို့ဝင်မြလို့ရရဲဆိုလို့ရှင်လေ comment အောက်မှာ ဝေမျှပေးစီခြင်းပါတယ်เนาะဘာလို့လဲဆိုကျွန်မလေဒါတွေဖတ်ခြင်းပါတယ်ကျွန်တော်တို့ရဲ့ဒီ community ပေါ့เนาะကျွန်တော်တို့ရဲ့ talk တွေနားထောင်ကြရဲဆိုရဲ community ကလည်းတဖြည်းဖြည်းနဲ့ strong ဖြစ်လာတာကိုကျွန်မတွေ့ရတယ်เนาะလူတွေလည်းအများကြီးပဲဟိုပို့ပြီးတော့များလာတယ် comment တွေလည်းရေးကြတယ် discuss လုပ်ကြတယ်အဲ့ဒီတော့ကျွန်မလည်းအရင် appreciate ဖြစ်ပါတယ်အဲ့တော့ကိုယ်စီမှာရှိရဲ့အတွေ့အကြုံလေးရှိရဲ့ပြောချင်တာလေးရှိရဲ့ဆိုလို့ချင်းလည်းဒီ comment မှာအဲပြောပေးစီခြင်းပါတယ်အားလုံးကျေးဇူးတင်ပါတယ် thank you for watching